မင်္ဂလာပါကျွန်တော်တို့ဆိုင်ငံလေးပညာဆွေးနွေးသားတို့များ page မှာခန့်မှုဆွဲဖြစ်ပါတယ်ဒီဒီဗီဒီယိုကပေါ့နော်ဒီဗီဒီယိုကကျွန်တော် online class အကြောင်းတွေပြောမှာဖြစ်တဲ့အတွက်ဒါ online class ကိုစိတ်ဝင်စားတဲ့ညီကိုတွေဒီဗီဒီယိုလေးကိုဒါအဆုံးထိကြည့်လို့ရတယ်ပေါ့နော်အဲ audio book အကြောင်းအဓိကပြောချင်တာဒါပေမဲ့ပရမတ်ဟာလေးကိုကျွန်တော်လည်းဒီဆက်ပြီးတော့ပြောမယ်ပေါ့ဟိုပရမတ်ကျွန်တော်စပြီးတော့ online class တွေလောက်တော့ဒါ YouTube တွေကအဲကျွန်တော် knowledge sharing ပေါ့နော်ဒါ YouTube တွေက knowledge ပိုင်းရယ် ဒီဘာရင်းဆိုပြီးတော့နှစ်ခုခွဲလုပ်တယ်စလို့တော့ဟိုရိုးရိုးအခြေခံဘောနော်အင်ဂျင်ဘိုင်းတွေအတွက်တစ်ခုပဲဘာရင်းဘိုင်းဆိုပြီးတော့နှစ်ခုခွဲလုပ်တယ်ဘောနော်ဒါစလုပ်လို့ရှိရင်ပြောတာပေါ့ online class စလုပ်တယ်ခုနောက်ပိုင်းမှာတော့ကျွန်တော်အဲ့လိုမလုပ်တော့ဘူးရိုးရိုးပြီးတော့ကတခါတည်းကျွန်တော်အပီးတစ်ခုပဲလုပ်လိုက်တော့တယ်အဲ့နှစ်ခုကိုပေါင်းလိုက်တာပေါ့နော်ဒါ wire ray ရောရိုးရိုး engine ဘိုင်းရောဒီနှစ်ခုကိုပေါင်းပြီးတော့မှကျွန်တော်တစ်ခုပဲလုပ်တော့တယ်ဒါကြောင့်ခုနောက်ပိုင်းကရိုးရိုးပြီးအတွက် wire online class ကဟို ဝါရင် online class ကလည်းမဟုတ်ပါဘူးเนาะရိုးရိုးပြီးတော့ online class ကတစ်ခုပဲရှိတယ်အဲ့ဒါဘာလဲဆိုဝါရင်နဲ့ပတ်သက်ပြီးတော့အသက်တင်ပါမယ်ပေါ့เนาะဝါရင်ဘိုင်းအကုန်လုံးဟိုပြောရမယ်ဆိုတော့ခေသိတွင်းညာပေါ့ဗျာဝါရင်ဘိုင်းနဲ့ပြင်ထိုင်တဲ့အထိကျွမ်းကျင်တဲ့အစီအထိပါမယ်ရိုးရိုးပြီးတော့ကဟိုအဲ့ဒါနဲ့ဟိုပထမ engine ဘိုင်းနဲ့ကျွန်တော်ကတွဲလိုက်တာပေါ့เนาะရိုးပြီးတော့ online class ကတစ်ခုပဲရှိတော့မှာပေါ့အဲ့ဒီထဲမှာမှကျွန်တော်ပြောချင်တာကဟိုပထမအရင်အဲကျွန်တော်အဲစဖွင့်လိုက်တဲ့ online class ကိုတက်ထားတဲ့ညီကိုရှိတယ်ဟိုတထောင်နီးပါးဝင်ကျင်တော့ရှိမှာပေါ့เนาะ ဲ့ဒီထဲမှာကျွန်တော်ဒီ warren online club ကိုလာပြီးတော့တက်တဲ့လူတွေလည်းရှိတယ်ညီကိုလည်းရှိတယ်မတက်ရသေးတဲ့ညီကိုလည်းရှိတယ်ပေါ့တက်ချင်တဲ့ညီကိုဆိုလို့ရှိရင်လည်းအဲကျွန်တော်ဒီ warren online club ကိုဆက်ပြီးတော့တက်လို့ရတယ်ရိုးရိုးပြီးတော့ပေါ့နော်ဒါပရမစဖွင့်လိုက်တဲ့အခြေခံအညီကိုတွေအတွက်ပြောတာပါဒီနောက်ဖွင့်လိုက်တဲ့ warren online club ကိုဆက်ပြီးတော့တက်လို့ရတယ်ခုနောက်ပိုင်းမှာတော့နှစ်ခုပေါင်းမှာကျွန်တော်တစ်ခုပဲလိုလိုက်တော့ရိုးရိုးပြီးတော့ကဒါကြောင့်ရိုးရိုးပြီးတော့ online club တစ်ခုပဲဖြစ်သွားတယ်အဲ့ထက်မှာ warren အသက်တင်ပါမယ်ပေါ့နော်နောက်တစ်ခုက EFI မှာ EFI အခြေခံ ပါပါမယ် EFI အခြေခံဝါရဲ online club မှာ EFI နဲ့ပတ်သက်ပြီးတော့ဝါရဲဘိုင်းကိုဘာတစ်ခုမှမသိတဲ့ညီကိုတွေအတွက်ပါဟို EFI ဆိုတော့ဘာမှမသိသေးဘူးပေါ့နော်စာသားဘိုင်းတွေဒါ accelerator ဘိုင်းတွေပြီးတော့ pump ဘိုင်းတွေပေါ့နော်ဒါမျိုးတွေပြီးတော့ smoky အခြေခံဘိုင်းတွေဒါမျိုးတွေနဲ့ပတ်သက်ပြီးဘာတစ်ခုမှမသိသေးဘူးဟို EFI ဆိုင်ကယ်တစီစက်မနိုးဝင်တော့မှဘလို့စစ်အမှန်မသိသေးဘူးဆိုတဲ့ညီကိုတွေအတွက်ပါဒါအခြေခံတွေအများကြီးရမယ်အတွေ့အကြုံတွေအများကြီးရမယ်ဒါ EFI အခြေခံဝါရဲ online club တက်ချင်တဲ့ညီကိုတွေဆိုလို့ရှိရင်လည်းတက်လို့ရတယ်ပေါ့နော် အဲဒါကြောင့်မလို့လက်ရှိမှာနှစ်ခုဖြစ်သွားတာပေါ့နော်ရိုးရိုးပြီးတော့ကဲ EFI အခြေခံဟိုအားနဲ့ online collect ခဲ့ဆိုပြီးတော့နှစ်ခုဖြစ်သွားတယ်ပေါ့နော်ဒါကတော့အဲ Facebook private group ဖြစ်မယ်ဒါ EFI တော့ကတော့ကျွန်တော် Telegram နဲ့ရန်တော်ထားသေးတယ်လိုဝင်ပေးမယ်ပေါ့နော်ရိုးရိုးပြီးတော့ကတော့ကျွန်တော် Facebook private group တစ်ခုပဲဖြစ်သွားတာပေါ့ဟုတ်ပြီနောက်တစ်ခုခုအဓိကပြောချင်တာက Oreo book ပါ Oreo book ကတော့တော့ Telegram နဲ့ပဲလုပ်ထားတယ်ပေါ့နော်ဒါ Oreo book နောက်ထောင်နေတဲ့ညီကိုကြီးကတော့ဒါ Telegram ရှိမှာပဲအဆင်ပြေမှာပေါ့နော် Telegram မှာကျွန်တော် join ပြီမှာဖြစ်တယ် Audio book ကဘာတွေရမှာလဲကျွန်တော်ဟို page မှာကျွန်တော်အများအား comment တွေမှာ audio book အကြောင်းထည့်ထည့်ရေးထားတယ်အဲ့ဒါလေးကိုဖတ်စီခြင်းလို့ပေါ့နော်ဟို audio book ကြတော့ငါတော့ဟိုဆိုင်ငံထက်ပတ်သက်ပြီးဗာစီဝိုင်းမှမလုပ်ဘူးဟိုဝယ်ရောင်းလည်းမလုပ်ဘူးပစ္စည်းလည်းမရောင်းဘူးဟိုပြင်လည်းမပြင်ဘူးဟိုဒါမှမဟုတ်ကိုစီးနေတဲ့ဘီအကြောင်းပေါ့နော်ငါစီးနေတဲ့ဆိုင်ငယ်ဟိုအကြောင်းကိုငါသိခြင်းနဲ့ဆိုရင်ညီကိုရရှိတယ်ဗျာကိုစီးနေတဲ့ဘင်းရဲ့ အကြောင်းဘလို့ကယူဆိုင်မဲ့ပါရင်းညာဆိုသိကျင်တဲ့ညီကိုတွေပြောမှာဆိုဆိုင်နေတော့ရင်လည်းဂျင်းပြီးမှကြောက်တဲ့ညီကိုတွေရှိတယ်။အညီကိုတွေဆိုလို့ရှိရင်ဟိုဘလို့ပြောမှာဒီ Oreo ဘုတ်တစ်ခုနဲ့နားထောင်လိုက်အဆင်ပြေတယ်။အဲ Oreo ဘုတ်မှာအဲ့ဒီအကြောင်းတွေကိုပြောပြထားတာအများကြီးရှိတယ်ဆိုင်ကနေပတ်သက်တဲ့အကြောင်းတွေအဲ Oreo ဆိုင်ကနေပတ်သက်ပြီးဘာလုံးမ်းမှမလုပ်ဘူးပြဘာစီးပွားရေးမှမလုပ်ဘူးသိထားခြင်းကိုသိတတ်မယ်ဆိုလို့ရှိရင်တော့ဒါ Oreo ဘုတ်နားထောင်လိုက်နေတယ်အဆင်ပြေတယ်။အဲ Oreo ဘုတ်မှာလည်းပြောပြထားတာတွေကဆိုင်ငယ်စီးနေလူတယောက်အနေနဲ့ပေါ့နော် လုံးဝတိမာကိုဖြစ်မဲ့အကြောင်းအရာတွေတိတင်တိထိုက်တဲ့ဟာတွေမတိမဖြစ်အရာတွေကိုပြောပြထားတာဖြစ်တဲ့အတွက်ကိုဒီဆိုင်ကလေးနဲ့မကင်းနိုင်ဘူးဆိုရင်ဒါတွေကနားကိုထောင်ထားသိနေဒါမှလည်းဆိုင်နေမှာတော့ပြီးပြင်တဲ့ခါမှာအများကြီးအဆင်ပြေမယ်ကိုသဘောပေါက်မယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ပြီဒါတော့ဒါလုံးလုံး user တွေတော့ပြောတာပါဒါကြောင့်တော့အများနဲ့ပြောတဲ့ဒီ audio ပုံကိုလည်းဒါ user တွေနားထောင်သိနေအဲ့ဒါမှကိုနဲ့မကင်းနိုင်တဲ့စက်ပစ္စည်းတွေရဲ့သဘောတဘာဝကိုသိသွားမယ်ပေါ့ဟုတ်ကဲ့ဟုတ်ပြီဒါတော့ဒါ user တွေအတွက်တော့နားထောင်သိနေ ဆိုင်ငယ်တွေမဟုတ်ဘူးအထက်မှာဆိုင်ငယ်တွေပါမယ် EFI ချီကိုပြောပြအောင်ပါဗောနော် EFI အခြေခံတွေရိုးရိုးပြီးပါမယ် EFI တွေပါပြီးတော့ set တွေရဲ့သဘောတရားတွေနောက်ပိုင်းတော့ EFI တွေအကြောင်းတော့ပြောဖို့စဉ်းစားထားတယ်ဗောနော်အဲ့ဒီမှာဟုတ်ပြီဒါကတစ်ပိုင်းပဲနောက်ဆုံးနောက်တစ်ခုပြောချင်တာလိလနဲ့ညီကိုတွေဗောနော်အာပစ္စည်းရောင်းနေတာပဲဖြစ်ဖြစ်ဒီ B ဝယ်ရောင်းမှဖြစ်ဖြစ်ဒီတက်ဟိုမှ user tag level ပို့မြင့်ပြီးလေ့လာနေတဲ့ညီကိုတွေရှိတယ်ပြင်ရှင်တဲ့အဆင့်အထိရှိတာတွေအရင်စိတ်ဝင်စားတဲ့ညီကိုတွေဆိုရင်တော့ဟိုခုမ စမယ်ဆိုရင်တော့အနည်းဆုံး online class တစ်ခုနဲ့တော့ဟိုညက်ပြီးတော့တက်မှာအဆင်ပြေမှာကျွန်တော် online class ပေါ့နော်ရိုးရိုးပြီးအတွက်ရိုးရိုးပြီးတော့ online class နဲ့ audio ဘုံနဲ့အရင်စပြီးတော့နားထောင်ခဏခုစပြီးနားထောင်ရင်တော့မှရိုးရိုးပြီးတော့အကုန်စုံပြီးဘာမှမလိုတော့ဘူးအကုန်ကိုပြည့်စုံသွားပြီအတွေ့အကြုံပိုင်းတွေရော knowledge sharing ပိုင်းတွေရောဒါပြင်တဲ့အပိုင်းတွေရောပေါ့နော် wiring ပိုင်းတွေရောခုနောက်ပိုင်းဆိုရိုးရိုးပြီးအတွက် online class တစ်ခုပဲ audio book ပဲလုံးလိုက်အများကြီးအဆင်ပြေပြီပေါ့ ။ audio book ကရေရွက်ချက်ကလည်းဘာအောင်လုပ်ဖြစ်လဲဆိုတော့တချို့ကြာရှိတယ်။ဟိုအလုပ်ရမ်းများတဲ့ဂျီကိုရှိတယ်။ပြီးတော့ video နဲ့ကြာတော့ဗျာနိုင်ဝက်တနိုင်လောက်ဆိုတင်ရဖို့ပလွယ်တာတွေရှိတယ်။ဟို audio book မှာကြာတော့ဒီမှာကျွန်တော်နိုင်ဝက်တနိုင်လောက်ပြောတယ်ပြောပြီးတော့ကျွန်တော်အဲအဲ့ဒီ voice recorder လေးကိုတတိယကံမှာပို့ထားလိုက်တယ်ပို့ထားလိုက်တဲ့အခါမှာအေးဆေးဆေးပေါ့နော်ညာဘက်ကိုနားတဲ့အချိန်မှာပဲဖြစ်ဖြစ်ဒါနားထောင်လို့ရတယ်။ဟိုလက်ချက်ကလစ်တက်ပြီးတော့ဗျာအေးဆေးနားထောင်လို့ရတယ်။ PNE pressure မရှိဘူးပေါ့နော်။ ဟိုယူဇာတွေဆိုလို့ရှိရင်လည်းအော်ဒါဆိုင်ကလေးကဒီလိုဒီလိုအကြောင်းသူသိသွားမယ်ဟိုပြင်ရှင်တဲ့ညီကိုတွေအတွက်ကျွန်တော် online class တက်ထားတဲ့ညီကိုတွေတို့ဆိုရင်အော်ဒါတွေကဒီလိုရှိတာပဲဆိုတော့ဟိုအတွေ့အကြုံပိုင်းတွေပါထပ်ရမယ်တွေးတဲ့ခေါ်တတ်တဲ့ level တွေပါထပ်ပြီးတော့မြင့်လာပဲပေါ့နော်ဒါကြောင့်အဲပြေဖို့စိတ်ကူးတယ်ဘာနဲ့ပတ်သက်ပြီးတော့စီးပွားရေးလုပ်ချင်တဲ့ညီကိုတွေဆိုရင်တော့အ ਨੇ ဆုံးတော့အခြေခံပေါ့နော်ရိုးရိုးပြီးအတွက်ဟိုဟာင်း online class နဲ့ဒီ audio book နဲ့တွေ့တဲ့ဒါဒီနှစ်ခုတက်ပြီးပြီးကိုအဆင်ပြေဆုံးမှဒါ EFI ဆက်တက်ပေါ့နော်ဒါ EFI အခြေခံဝါရဲ online class ဆက်တက်ပေါ့ဒါပေမဲ့ခုနကအဲဂူလာထဲမှာတော့တော်တော်များမှထင်ပါတယ်ဟိုတခါတည်းအပြီးဝင်တာလေရိုးရိုးပြီးတော့ကော EFI ရော Oreo book ကိုဝင်နေညီကိုရှိတယ်အဲ Oreo book နဲ့ EFI book ကတော့ကျွန်တော်စနစ်တကြပိုးလောက်ထားတယ် audio book နဲ့ efi ပါဆိုဆို audio book တက်ရှင်တဲ့ညီကိုလေးပဲဖြစ်ဖြစ် efi တက်ရှင်တဲ့ညီကိုလေးပဲဖြစ်ဖြစ်တခါလဲအပြီးနံပါတ်ရီဖုန်းနံပါတ်ရီဆိုင်ကျွန်တော်အပြည့်စုံယူထားတယ် ဘာကြောင့်လဲဆိုတော့နောက်ပိုင်းမှာကျွန်တော်တို့အလုပ်တွေပါတယ်သူကလုံးဖြစ်တဲ့အခါမျိုးအများကြီးကျွန်တော် network တီတီဆောက်စရာအများကြီးရှိတယ်ဒါကြောင့်ပို့ပြီးစနစ်တကျလေးပို့လုပ်ထားပါတယ် audio book ပေါ့နော် audio book ကလည်းနားထောင်သင့်တယ်ကျွန်တော်တောက်လျှောက်ကြုံခဲ့ရတဲ့အတွေ့အကြုံတွေအားလုံးကိုဒါပြန်ပြီးတော့ sharing လုပ်ထားတာပေါ့နော်အဲ audio ကျွန်တော်ဒီနောက်ပိုင်းပေါ့နော်ကျွန်တော်လည်းဒီ late line e-bike တွေရှိမယ်ကိုခင်တဲ့စနစ်အရာပေါ့နော် ပြီးတော့ဒီ motor line တွေစတဲ့ပြီးအများကြီးရှိတယ်ကျွန်တော်လည်း late line ပို့တွေအများကြီးကြံနေတယ် ဒါပေမဲ့အခုကျွန်တော်အခုလက်ရှိဖွင့်လိုက်တဲ့ဟာကတော့ကပြောရဲ online class 3ခုဖြစ်သွားတာ online class 2ခုနဲ့ oreo book တစ်ခုဖြစ်သွားတာပေါ့ရိုးရိုးပြီးတော့က efi တော့က oreo book တစ်ခုပဲဒီ3ခုစလုံးတက်ရောက်ထားတဲ့ညီကိုတွေကိုနောက်လာမဲ့နောက်ပိုင်း online class ဖွင့်မှုရွေးတဲ့တည်းမရှိတော့ဘူးနော်ဟို free လောက်ပေးဖို့တွေပဲရှိတယ်အဲ့ဒီညီကိုတွေတော့ကျွန်တော် free လောက်ပေးဦးမယ်ဟို e-bike ဆိုလည်း e-bike ပေါ့ဗျာဒီ motor ပတ်ထားရဆိုတော့ motor ပတ်ထားရတော့ကျွန်တော် free ပြန်ပေးတော့မယ်ပေါ့အဲ့ဒါလေးကိုလည်းပြောပြတာပါဒါကြောင့်ဒီကျွန်တော် အအတက်နိုင်ဆုံးဆိုတော့ကျောင်းဒီ online class တုံးကို online class နှစ်ခုနဲ့ audio book တစ်ခုကိုတက်ထားစေခြင်းနဲ့ဟိုအများကြီးအကျိုးရှိတယ်တက်ကြည့်လိုက်ပါဟိုတက်မကြည့်မနဲ့တော့ဒါအစီပြေပါမလားဒါထိရောက်ပါမလားဘာညာတွေးနေမှာအဲဒါတက်ကြည့်လိုက်တက်ကြည့်လိုက်တဲ့ခါမှာအကုန်လုံးပို့ပြီးတော့သဘောပေါက်သွားလိမ့်မယ်နောက်တစ်ခုကကျွန်တော်ကဒီရာသက်ပတ်ကြီးဖြစ်တဲ့အတွက်အားနာနေတိုင်တယ်ဗျအချိန်မျိုးသိကျင်တာကိုလည်းမေးလို့ရတယ်ဖုန်းဆက်ပေးလို့လည်းရတယ် line ပေါ်မှာမေးလို့လည်းရတယ်ဟိုတောက်လျှောက်အစီပြေတယ်ပေါ့နော်ပြီးတော့လည်းနောက်ကျွန်တော်လည်း တွေ့ရတဲ့အတွေ့အကြုံတွေမြတ်အထက်ကိုပေါက်ထည့်ပေးဦးမှာရာသက်ပန်ချီပြီးဖြစ်တဲ့အတွက်တောက်လျှောက်ပေါက်ထည့်ပေးနေမှာနောက်နောက်ဆုံးတစ်ခုကတော့ကျွန်တော်ဒီ online class နှစ်ခုနဲ့ audio book တစ်ခုဝင်ထားတဲ့ညီကိုတွေဘောနော်အဲညီကိုတွေကိုမအားလုပ်ပေးဦးလဲဆိုရင်ကျွန်တော်နောက်တဲ့ invite တော့ပဲဖြစ်ဖြစ်တစ်ခုခုဟိုပါဘောနော်နောက်ပိုင်းလုပ်ဖြစ်တယ်ဆိုရင်ကျွန်တော် online class တစ်ခုတော့ထပ်ပြီးလုပ်လိုက်ပဲဘောနော် online class ပုံစံမျိုး group တစ်ခုထပ်ထောင်မယ်အထက်မှာကျွန်တော်ဒီ group ၃ခုစလုံးဝင်ထားတဲ့ညီကိုတွေအတွက်ဒါ free အနေနဲ့တည်တံကိုလုပ်ပေးတော့မှာပါ အကြတော့နောက်ဘသူမှလည်းလူဘေးလူပဲကျွန်တော်လုံးလုံးလက်မခံတော့ဘူးကျွန်တော်ဒီ group ရဲ့ညီကိုတွေအတွက်တည်တံလုပ်ပေးဦးပါပါဒါကြောင့်ကျွန်တော်အမြဲတမ်းပြောတယ်ကျွန်တော် group ဝင်ထားတဲ့ညီကိုတွေကြားလေပို့ပြီးတော့တန်လေပဲပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်လည်းအမြဲတမ်းအဆက်အသွယ်ရှိမှာဗျာ။အဲပြီးတော့လည်းကျွန်တော်တောက်လျှောက်အစဉ်ပြင်ပြလို့တိုက်ဆက်မှုရှိရှိလို့ sharing လုပ်ပေးနေတာဖြစ်တယ်။ကိုလက်ရှိဖွင့်တဲ့ခါလေးတော့ကတော့ဒါ YouTube ပြီးတော့ EFN Audio ပုံမှန်တော့ဘာတစ်ခုမှဟိုဆရာသားမချမ်းမဲနေဟိုတောက်လျှောက် ပြောပြနေတာကြီးပေါ့နော်လာမေးလို့ရှိရင်လည်းတခုမှမချွေးမချမ်းပဲအကုန်ဖြေတယ်တိတ်လောက်အကုန်စဉ်းစားပေးတယ်မသိတဲ့ဟာတွေကိုပြီးတော့အဖြေရှာပေးတယ်အကြံပေးတယ်ပေါ့ဟုတ်ကဲ့ပါဒါကတော့ audio book အကြောင်းလေးကိုပြောပြတာပေါ့ audio book ကတော့ user တွေနဲ့တောင်မှလုံးဝတက်တင်တယ်မသိမဖြစ်သိရမယ့်အပိုင်းတွေကိုပြောပြထားတာမဟုတ်လို့ user တွေလည်းတက်တင်တယ်ကျွန်တော် online class ညီကိုတွေလည်းတက်တင်တယ်ပေါ့နော်ပြီးတော့ online class ကိုဟိုးအရင်တော့ ဟိုစခဲ့တဲ့တခုပဲဝင်ရသေးတယ်ပေါ့နော်မော်တော်ဆိုင်ကဘေးစစ်တက္ကနော်လော်ဂျီဆိုပြီးစလိုက်တာလေအဲ့ဒါလေးတခုပဲဝင်ရသေးတယ်ညီကိုရီးယားနောက်ဘွာရင်းထက်တပါအဲ့ဒါကြာမှာပို့ပြီးအဆင်ပြေလိမ့်မယ်ပေါ့နော်ဟုတ်ကဲ့ပါဒီ audio book ကလောက်ပါပဲ online class တက်ရှင်တဲ့ညီကိုရီးယားဆိုပေ့ messenger မှာပဲဖြစ်စေခုတစ်တော့အကောင့်မှာပဲဖြစ်စေဆက်တွေ့တက်ရောက်လို့ရပါတယ်